Hello အားလုံးမင်္ဂလာပါရှင်မြေ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့လောရတဲ့လူကူပြီးတော့အရန်ကိုရသရှိပြီးဆောက်လို့ကောင်းတယ်ပြောင်းဖူးတာကူဦးနုလေးကိုဒါလှုပ်ဆက်ဖြစ်ပါတယ်ဒါမကြောက်မှုလို့လာပြီးတော့မျက်ဝေပေးရပါပါဝင်ပစ္စည်းလေးတွေနေကတော့ဒါတာကူလေးပါမယ်ပေါ့နော်တာကူကအစိမ်းရောက်နေတုံလာတယ်စာပြောင်းဖူတကြား အုံတီးရဲ့ပြီးသွားလို့ရှိရင်အုံတီးအမုတ်ထုတ်ကိုဒါအသုံးပြုပါမယ်ရှင်ဦးဆုံးနေနဲ့မိရတကူကျိုးဖို့အတွက်ကိုဒါရေနွေးလေးအနေငယ်လေးထည့်ပေးမယ်ပေါ့နော်ရှင်ကတော့လူရင်ဒါထပ်ထည့်ပါမယ်ကဲပြီးသွားရင်တော့ဒီတကူအစိမ်းရောင်လေးကိုမြေအသုံးပြထားရဲပေါ့နော်ဒီအစိမ်းရဲ့အနံ့လေးရာလေးသူကစုံးမွေးနံ့လေးမွေးတယ်ပေါ့နော်ဒါလေးကိုမိရော ကျူပေးပါမယ်ကျူတဲ့အခါမှာဒါအဆက်မပြတ်လေးမွေပြီးဖို့တော့လိုအပ်ပါတယ်ဒါတခြားအယောင်လေးတွေအသုံးပြုလို့ရှိရင်လည်းရတယ်ပေါ့နော်။မင်းကတော့ဒီအစိမ်းအယောင်လေးကိုအသုံးပြုပါရယ်။တာကူကျိုးတဲ့အခါမှာဒီတာကူရဲ့အလေကဒီအဖြူဆန်လေးတွေတာကူမျက်စိပေါ့နော်။အဲ့ဒီဟာလေးတွေကိုဖြုတ်တဲ့အထိကိုမင်းတို့ဒါကျိုးပေးပါမယ်။ ဒီတာကူစိမ်းအောင်လေးတွေကလေယူရီးယားပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရတယ်ပေါ့နော်။မိလဲဒါသူ့စီမှာနောက်ဆုံးလက်ကျန်ဒီတထုပ်ပဲကျန်တော့တယ်ပေါ့နော်။အဲ့ဒီဓာတ်လေးကိုဒါမိရလိုက်တယ်ပေါ့နော်။ဒီတာကူကကျူတဲ့အခါမှာဒါရည်စည်းစရာမလိုဘူးပေါ့နော်။သူကတက်မိတာဆိုတော့ခေတာဆိုလို့ရှိရင်တပြည့်ပြည့်နဲ့မှုနေရင်းနဲ့ ဒါမင်းတို့တာကူလေးတွေကအလေကအဆန်ပြောင်းလာပြီပေါ့နော်ရေလိုတဲ့အခါမှာထက်ထဲလို့ရှိရင်လေမင်းတို့ရေအေးမဟုတ်ဘဲနဲ့ရေနွေးကိုထက်ထဲပြီးတော့ဒါကျူဝေးပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကောက်ပါတယ်ကဲဒါဆိုရင်တာကူကျူလေးကရှာသွားပြီပေါ့နော်တာကူကျူပြီးသွားလို့ရှိရင်မင်းတို့ဒါအုံးသီးကျူမယ်ပေါ့နော်အုံးသီးကိုမင်းကအမုံထုတ်သုံးထားတဲ့အတွက်ကြောင့်မို့လို့ဒါရေလေးနဲ့ ထည့်ပြီးတော့အုံးသီးမုန်လေးထည့်ပြီးတော့ဒါအရေဖြော်ပြီးတော့ကြိုပြီးတာပေါ့နော်တကယ်လို့ကိုကအုံးသီးဘူးလို့အုံးသီးအရေညစ်ထားတဲ့ဟာကိုတုံးမယ်ဆိုလို့ရှိရင်နော်ဒီလိုမျိုးရေထည့်စရာမလိုဘဲနဲ့တခါလေးတန်းပြီးတော့ကြိုပြီးလိုက်လို့ရပါတယ်မိကတော့ဒါတထုပ်စာပဲအသုံးပြုထားတယ်ပေါ့နော်စိတ်စိတ်လေးစားခြင်းနဲ့အတွက်ကြောင့်မလို့ပါသူတဲကိုအရင်တကြားတွေအများကြီးမထည့်ဘူးပေါ့နော်ပေးရင်ဦးဆုံးတကြားကို၃ဆုံးအရင်ဦးဆုံးထည့်ပါတယ်ပြီးတော့မှလူတော့မှ က်ထည်တွေပေါ့เนาะဘာလို့ဆိုချူပလေးဖြစ်သွားရင်မကြိုက်ဘူးအရာတောင်စိတ်စိတ်လေးစားစင်နေအတွက်ကြောင့်မာဒီလုံလေးကအရန်ကိုလွယ်ကူပြီးတော့အရန်ကိုလည်းစားကောင်းပါတယ်မိတို့နောက်ထပ်အရာတာတွက်ကတော့မိကဒီမှာစားလေးကိုအနေငယ်လေးထည့်ပြီးလိုက်ပါတယ်ပြီးရင်ဒါလေးကိုစူအောင်တည်လိုက်မယ်ပေါ့เนาะမိတို့များသောအားဖြင့်က ဒီတာကူကစုံဥတို့အာလူတို့နဲ့ကြိုတာများတယ်ပေါ့နော်မေထိုင်းရက်ဆပီတခုမှာဒါလေးတွေးလို့ဒါလေးကိုလှုပ်ရှားကြည့်ရပါဒါတော်တော်လေးကိုစားကောက်ပါတယ်သူထည့်ကိုပြောင်းမှုလေးထည့်တယ်ပေါ့နော်ပြောင်းမှုလေးရဲ့ထုတ်ထုတ်လေးနဲ့နူးနူးလေးနဲ့ခါကြတာကူလေးနဲ့ပေါင်းသွားတဲ့အရာဒါလေးကဘလို့လေးမှမသိဘူးတော်တော်လေးစားလို့ကောင်းတယ်ကဲဒါဆိုသူ့ကိုစူအောင်တည်ထားလိုက်မယ်ပြောင်းမှုလေးမင်းကလုံလို့ရှိရင်ဒါကိုထပ်ထည့်မှာပါဘောငယ်လေးမိလေးတဲ့အခါကျတော့သူစားလေးနည်းနည်းလိုရေပေါ့နော်အဲဒါကြောင့်မလို့စားနည်းနည်းထပ်ထည့်ရေ အုံးရည်လေးဆူလာတဲ့အခါကြလို့ရှိရင်မေရိုဆောဆောနာကကျူထားတဲ့တာကူလေးကိုထပ်ထည့်ပါမယ်။တာကူကဒါပွားတယ်ပေါ့နော်။ပွားတဲ့အခါကျတော့မိမှန်းလာတာနဲ့ကွက်တီပါပဲ။အုံးရည်အနှံ့လေးနဲ့ဒါဆူမွေးနှံ့လေးနဲ့ပေါင်းလိုက်တော့တော်တော်လေးမွေးရေပေါ့နော်ဒါအရည်လေးနည်းနည်းကျဲနေသေးတယ်ပေါ့နော်ကဲပြီးလို့ရှိရင်မိအုံးဒီထည့်မယ်အုံးဒီကမိအုံးဒီကနည်းနည်းလေးရှင်းတယ်ပေါ့နော်အုံးဒီကဒီထက်ပိုပြီးတော့ နူရဲအုံသီးဆိုလို့ရှိရင်တော့ဒါမျိုးချစ်ထည့်စရာမလိုဘူးလီးထည့်တာတော့ဘာလို့အဲ့လိုမျိုးဇွန်လေးနဲ့ချစ်ပြီးထည့်တာတော့အဲ့လိုမျိုးလုံးလို့ရတယ်ပေါ့နော်မိအုံသီးလေးကတန်းတန်းလေးရင့်သွားတယ်ပေါ့နော်ဒါပေမဲ့လေတော်တော်လေးစားလို့တော့ကောင်းပါတယ်တကယ်လို့အုံသီးအမုံကြီးပဲပေါ့နော်အဲ့ဒါကိုကောင်းကြိုက်မှဆိုရဲဆိုလို့ရှိရင်မင်းတို့နွားနို့လေးနည်းနည်းလေးယောပြီးတော့ဒါအသုံးပြုလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့စိတ်မယ်ပေါ့နော်မိဒီမှာအချိုလို့လို့ တကြားလေးနည်းနည်းထပ်ထည့်လိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုမကတ်အောင်လို့ဒါတစ်ချိန်လုံးတောက်လျှောက်မှုပြီးလိုက်တယ်ပေါ့နော်အယောင်လေးလည်းအပြင်မှာတတော်လေးလှတယ်တတော်လေးစားခောင်းတယ်ဒါအောင်မြတ်ထပ်တယ်ဟိုမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောင်းမှုလေးနည်းနည်းလေးထပ်ထည့်လိုက်တယ်ပေါ့နော် ကလေးရမေတို့ခါတိုင်းလှူစားနေကြပုံစံမျိုးမဟုတ်ဘဲနဲ့ဒါပုံစံဆန်းလေးတစ်မျိုးလှူစားရတဲ့အတွက်ကြောင့်မို့လို့တကယ်စားကောင်းလို့မိလာပြီးတော့မျှဝေပေးတာပါရှင်။တကယ်ချင်းလို့လဲလိုက်ပြီးတော့လှူစားကြည့်ပါတော့။ဒါဝေလို့ရှိရင်လည်းမျက်နှာပန်းလာတယ်ပေါ့နော်လှက်လာလေးဆိုတော့လေ။ကဲဒါဆိုလို့ရှိရင်တော့အရန်ကိုရသာရှိပြီးစိတ်စိတ်လေးနဲ့ရန်စားလို့ကောင်းတယ်။ ြောင်းဘူးတာကူဦးနှုတ်ပေါင်းလေးကိုဒါရရှိပါပြီပေါ့နော်တော်တော်လေးစားကောင်းပါတယ်မိဆိုလို့ရှိရင်ဒါလေးနှစ်ပတ်ခဏအောင်စားလိုက်တယ်ပေါ့နော်ကေတီရှိပီတဲ့ချင်းစီတိုင်းကိုအတူပင်ကျေးဇူးတင်ရှိပါတယ် thank you for watching